အချိန်ကကောသာတက္ကရဲ့1364ခုနှစ်သူရဲ့မိယာမခင်လာအသက်က16နှစ်19နှစ်အရွယ်ဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်အပြိုရဲ့မိန်းကလေးဖြစ်တော်လဲဇေယိုက်ကကြံတန်းလွန်လာ၏ယဉ်ကျေးပင်မွေခြင်းမရှိတဝူဒီသောသမီးဖြစ်သည်မို့အလွန်လဲဆို၏မိခင်ဖခင်တို့ဟာယုတ်တိကန်းဆိုင်မှုမရှိ အမြဲအုံငေါက်ဆက်ဆံလေးရှိသည်တို့ကြောင့်ပဲမခင်လာသည်လက်ရှိဘဝမှာပဲတမျိုးလုံးတနေလုံးအုံအုံကျုံများအာဩတရားတနာတရား တံဝေကရတဲ့အကောင်းလောင်းအောင်ဖြစ်ဆိုနေရင်ဆိုင်တိုးခဲ့ရလေတော့ဤထိုနေ့ကမခင်လာဤမိခင်ဖားခင်ဖြစ်သူတို့ဥပုသ်ဆောင်တီရန်ဘုန်းကြီးเจ้าတို့မသွားခင်သမီးဖြစ်သူဟာဥပုသ်ဆောင်ရန်ခေါ်ပါတယ်တူရီတော်သမီးလည်းဖြစ်အလိုလိုက်၍အမိုက်စော်ကားတော်သမီးလည်းဖြစ်ဒီမို့မိခင်ဖားခင်တို့ဟာထုံတန်အတိုင်းမချေမငံပြန်ပြောတော့တာပေါ့ပြီးလင်အရင်မပါတာကြီးလုံနေပြန်ပြီဆိုပြီးတောင်းကြမှာတော့တယ်မိခင်ဖားခင်တို့လည်းသမီးဖြစ်သူအတွက်စိတ်မကောင်းဖြစ်ကဥပုသ်เจ้าတို့ထွက်သွားကြပါလေ ညနေဆောင်တဲ့အခါဘုန်းကြီးကျောင်းအနေမိခင်ပါခင်တို့ပြန်ရောက်လာတဲ့အချိန်မိခင်ဖြစ်သူကမခင်လာကိုတီးလို့ပြောတယ်။သမီးရေသမီးတို့တော့ဥပုပ်ရတယ်။ဟင်းနေလဲရှိနေတာပဲ။သမီးရဲ့အတွက်သမီးတို့လေးတလုံးတဲပြီးစားလိုက်တော့နော်သမီး။ဒီခါမှာမခင်လာကဒေါသတကြီးနဲ့ဟာအေးမပါတာကြီးလို့ပြီးသမီးတို့လေးတော့တော်တော့မတင်နိုင်ကြဘူးလားရေ။တော်တို့ကြတော့စားတော့ပြီးပြီးကျုပ်ကြတော့ဘာမှစားစရာမရှိဘူး။တော်ပြီတေးမမနေရပဲကောင်းတယ်။ကဲဟာကဲဟာ မခေလာပြောပြောဆိုဆိုနဲ့မျက်စိရှိမှရှိသောဦးမြောက်ရိုက်ခွဲပြစ်လေတော့သည်တေဟာတေဟာဒီခါမှာမခေလာရဲ့မိဟာမျက်ရည်လေးစသနဲ့တမေရဲ့အမေတို့မှာဥပုပ်ကြီးနေပါကွယ်ဥပုပ်ပြအောင်တော့မလုပ်ပါနဲ့ဘာဥပုပ်လဲအရင်မပါရရှောက်လို့ပြီးကြုံစားဖို့ကြတော့တမင်းတော်မရှိဘူးဒီခါမှာမခင်လာရဲ့ဖခင်အားစိတ်မကောင်းတဲ့လေးတန်းနဲ့တမီးရဲ့ ညည်းသက်လည်း16နှစ်19နှစ်ရှိနေပါပြီ။အခုတည်းမလိမ္မာသေးပါလား။နင်ခွေးထမိုင်းနေပါလားသမီးရဲ့။မိခင်ဖခင်တို့ဟာစိတ်မကောင်းလာသွားနဲ့အိမ်ပေါ်ဟာဆင်းပြီးရွာထဲကိုထွက်သွားကြလေတော့တယ်။နားရည်ရင်ပြီးတော့ရှောင်းထွက်သွားကြခြင်းဖြစ်ပေမယ့်နားမေးသူဟာမခင်လာပင်ဖြစ်ပေတယ်။မိခင်ဖခင်တို့ကိုဒေါသအမြဲချောင်းချောင်းထွက်ပြီးအာကောင်ချစ်ခါအော်လိုက်တော့တာပဝင်းရင်တစ်ခုလုံးစိတ်မချမ်းမြေ့ပေါ်ရာထွက်ပေါ်နေတော့တယ်။မိခင်ဖခင်တို့ကလည်းလက်ညှိုးငေါငေါထိုးရင်းကျုပ်ကခွင့်မဟုတ်ဘူး တော်တို့သာ ခွေးတယ်ခွေးလို့ကြိုက်သွားကြတယ်ခွေးကြီးပဲတော်တို့သာခွေးမကြီးတော်တို့သာခွေးကြီးပဲလို့ဒေါသနဲ့အလွန်ကြောက်စရာကောင်းအော်ခင်နေတော့တယ်မကင်လာဟာဒီလိုအော်ရင်အော်ရင်နဲ့ဒေါသအပူရဲ့တောက်လောင်မှုကြောင့်တက်သွားလေတော့တယ်တတိလည်းမရစကံမီးလည်းမရတော့ပဝင်းညင်ရှိအိနီနာချင်းတို့ရောက်လာ၍စိတ်ကြီးလို့ရဲ့တတိလင်နေသောမကင်လာတတိလေလောင်ပြူစုကြရတော့တယ်မကင်လာရဲ့တတင်းကိုကြားလိုက်တော့မိခင်ဖခင်တို့လည်းသမီးဖြစ်သူအားပြူစုကြပါတယ် မခေလာချိန်တော်ကြာသတိလည်နေခဲ့ပြီးသတိပြေရလာချိန်မှာတော့လူစင်စစ်ကလူလိုမနေတော့ပြီခွေးလိုနေခွေးလိုစားတော့ဤကိုကလူဝဲဖြစ်တော်လဲခွေးလိုလေးပါထောက်ရသွားဤအဝယ်စားလဲမကတ်တော့ဝက်ပေရွေလည်းမရခွေးစိတ်လုံးလုံးပေါက်သွားကမစင်နေဘူးစားလေတော့တည်လူလိုကောင်းကောင်းမွန်မွန်လဲကြွေးရမရတကယ်ခွေးတကောင်လို ထိမ့်မနိုင်သိမ့်မရဖြစ်နေတော့ဤ ဝမ်းနွလည်းရေးမွေးခဲ့ရတော်မိခင်ကြီးခမတူဦးလေးသောသမီးလေးမျိုးချမောဝနိုင်အောင်ဖြစ်ရတော်လဲအခုတော့ဖြင့်ရင်ကျိုးရပါပြီသမီးရေဟုခေါ်လိုက်လင်လေးဘက်ထောက်ပြေးလာပြီးမျက်ရည်များဝိုင်းလျက်မိခင်ကြီးအားမောကြည့်ရှာ၏သူရဲ့မျက်လုံးထဲကလည်းသမီးရေသမီးမပါပြီဟုတောင်းပန်နေသရောင်ရောင်မိခင်ဖခင်တို့၏ခြေထောက်ကိုရှာဖင်ရဲ၏တောင်းပန်ခြင်းသာဖြစ်ပေလိမ့်မည်မိခင်ဖခင်ဖြစ်သူတို့မှလည်းသမီးဖြစ်သူအားကြည်ရင်ယူကြုံမရဖြစ်ရတာပေါ့ အနည်းပဝင်းညင်စီလူများမှလည်းမက္ခေလာအတွက်စိတ်မကောင်းခြင်းကြီးစွာဖြစ်နေရရှာတော်၏ဒီလိုမက္ခေလာခွေးဘွားရောက်သွားတဲ့တည်းမှာလက်ပုတာမျိုးအနည်းပဝင်းညင်တစ်ခုလုံးသို့တမဟုတ်ချင်းပြန်နှံ့သွားပါတော့တယ်မက္ခေလာဒီလိုမိဘတွေပေါ်ပြင်းမဆော်ကားမိတဲ့ကံကြီးကြောင့်ပဲခွေးဘွားသူရောက်သွားပြီး၃ရက်ခန့်ကြာမိဘတွေအရေးကြီးကိစ္စနဲ့အပြင်ခဏသွားနေတဲ့အခိုက်အတန့်မှာပဲဗိုက်စာလုံးရေးဖြစ်ပေလိမ့်မည်မစင်တွေကိုသွားပြီးအစားမှာပဲ မစင်တွင်တဲ့သူကြာ၏တည်ဆုံးရလေတော့၏ထိုကားလူအများမခင်လာတယောက်ဝစ်ကြွသွားပြီဟုပြောနေကြတော့လေအမှန်အတော့မခင်လာခုမှစပြီးဝစ်ကြွေးတွေကိုစတင်ခံကားရတော့မှဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မိဘတွေကိုပြင်မာခဲ့တဲ့အကုသို့ကံနေကြောင်းသူမ၏လာရာရက်ကမဟာဝီစီငရဲသာလင်ဖြစ်ပေလိမ့်မည်။ဒီဖြစ်ဖြစ်ဟာလွန်ခဲ့တဲ့1364ခုနှစ်လက်ဖို့တာမျိုးမှာဖြစ်ပွားခဲ့တဲ့တကယ်ဖြစ်ရမှန်တစ်ခုဖြစ်ပါတယ်။ ်မိဘဆိုတဲ့ပုံကိုများရဲ့ကျေးဇူးအားလုံးဝကြီးမားလာပါတယ်တက်ရှိဖရာလိုပဲတင်သားလိုက်တဲ့သူများဖြစ်ကြပါတယ်ဒီလိုအနန္တကိုင်းဝင်ကျေးဇူးရှင်မိဘတို့ဟာဘယ်လိုအကြောင်းနဲ့မှမပြင်းမရပါမစော်ကားရပါဘယ်လောက်ဆိုးခဲ့မိုက်ခဲ့သည်ဖြစ်စေအဖေဟာအဖေအမေဟာအမေပါပဲဒါကြောင့်ကိုယ့်ရဲ့မိဘတွေကိုကိုယ်စိတ်နှလုံးသွင်းပါနဲ့စော်ကားပြင်ပါခဲ့မယ်ဆိုရင် မခင်လာရဲ့နောက်ကိုလိုက်ကြရမှာမလွဲပါပဲ။ ဒါကြောင့်မခင်လာရဲ့ဖြည့်ရမဇလန်လေးရနေသင်္ကန်းသာယူနိုင်ဖို့အတိတဝေကရကြသည်ဖို့တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။နောက်ရက်ဒီမှာလည်းဖြည့်ရမဇလန်လေးတွေဘုဒ္ဓဝေဇလန်လေးတွေနဲ့တမိုင်းနဲ့အသီးမပွေအားအကြောင်းအရာလေးတွေကို အဖို့ရဲ့ channel လေးကနေတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်စောင့်မျှော်အားပေးကြပါအောင်ကွယ်။မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ကင်း၍ကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါသည်။